ီအဖြစ်ပြက်ကဒီနေ့24ရက်နေ့3လပိုင်း2025ထိုင်းနိုင်ငံစမုတ်ပါကန်ဘန်ဖီမှာဖြစ်သွားခဲ့တယ်ဒီပုံထက်ကအင်ဂျီအဖြူရောင်တဲ့အမျိုးသမီးနာမည်ကတင်ဒါလို့ခေါ်တဲ့အသက်49နှစ်ပုံထက်ကအမျိုးသားနာမည်ကဆစ်ဆန်အသက်43နှစ်ဆစ်ဆန်ကစင်ကယ်တက်ဆီမောင်းတဲ့အလုပ်လုပ်တယ်ဖြစ်စဉ်ကတော့လွန်ခဲ့တဲ့တလပိုင်း20ရက်နေ့တုန်းကတင်ဒါကဆစ်ဆန်ရဲ့စင်ကယ်ကိုငားပြီးဘန်ကိုသွားတယ် ိုက်ဆံသွားလဲဖို့ရှင်။ဘန်ကိုရောက်တော့ပတ်ကျင်တာကအသက်ကြီးပြီမို့လေကားတွေတိတ်ပြီးမတက်နိုင်တော့ဘူး။ဒါကြောင့်แท็กซี่တမားဖြစ်တဲ့စိတ်ဆန်ကိုတက်ပို့ပေးပါလားလို့တောင်းဆိုတယ်။စိတ်ဆန်လည်းစိတ်ကောင်းစေတနာရှိလို့တက်ပို့လိုက်တယ်။ဘန်ထဲထိလိုက်ပို့တယ်တီတော့ပကျင်တာလေဒေါ်လာငွေကိုယူထုတ်ပြီးဘန်ဝန်ထန်နဲ့ထိုင်းဘတ်ငွေကိုလဲလိုက်တယ်အရင်ဆုံးဘန်ဝန်ထန်ကပကျင်တာယူလာတဲ့ငွေကိုစစ်ကြည့်တယ် အဲ့ဒီငွေကအစစ်ဟုတ်မဟုတ်ကြည့်တယ်။ဘဝန်ထံကအဲ့ဒီငွေကိုစစ်ကြည့်ပြီးနောက်အစစ်ဟုတ်တယ်။ဒါကြောင့်ပတ်ကျင်တာရဲ့နိုင်ငံသားလက်မှတ်ကိုပေးလာခဲ့လို့ပြောတယ်ရှင်။ဘဝန်ထံကအဲ့လိုမျိုးတောင်းတော့ပတ်ကျင်တာကအဲယူလာဖို့မိသွားတယ်။တက္ကစီတမစိတ်ဆန်ရဲ့နိုင်ငံသားလက်မှတ်ကိုတောင်းငါလိုက်တယ်ရှင်။စိတ်ဆန်လဲစိတ်ကောင်းစေတနာရှိတော့ပေးငားလိုက်တယ်စိတ်ဆန်ရဲ့အထောက်ထားတုံးထားတော့အဲ့ဒီလဲတဲ့သူကစိတ်ဆန်နမယ်ဖြစ်သွားတယ်ရှင် ပကျင်တာကပတ်ငွေ2000ကျော်ရပြီးစိတ်ဆန့်ကိုကျေးဇူးတင်ကြောင်းပြောပြီးကိုယ့်အိမ်ကိုပြန်သွားလိုက်တယ်။ဒီလိုမျိုးဆိုပြီးတော့မှလားရှင့်။ဒါပေမဲ့မပြီးဘူးပြီးခဲ့တဲ့အရင်လနလပိုင်း6ရက်နေ့မှာစိတ်ဆန့်အိမ်မှာစာတစောင်ရောက်လာတယ်။အက်တီစာကဘန်ကနေပို့လာတဲ့စာ။အက်တီစာမှာရေးထားတာကတော့ပြီးခဲ့တဲ့တလပိုင်း20ရက်နေ့စိတ်ဆန့်သွားလဲခဲ့တဲ့ငွေကငွေအစ်စ်မဟုတ်ဘူး။ဒါကြောင့်ဘန်ကိုပြန်လာပြီးတောင်းဝန်လာယူပြန်ရော တကယ်လို့စေဆန်ကအဲ့ဒီငွေကိုပြန်မယောနိုင်ရင်စေဆန်ထောင်ချရမယ်လို့ဘဏ်ကပြောတယ်စေဆန်မှာမိန်းမရှိရယ်စေဆန်ရဲ့မိန်းမကဒီ၃လပိုင်းမှာကလေးမွေးတော့မယ်ရှင်အဲ့တော့စေဆန်ကသူ့မိန်းမကလေးမွေးဖို့အတွက်သူ့ပိုက်ဆံတွေစုထားတာကိုအဲ့ဒီပကျင်တာအစားဘဏ်ကိုတွားရောပေးလိုက်ရတယ် ပတ်ကျင်နာကဘယ်ကလူမန်းစိတ်ဆန်လဲမသိဘူး။အဲ့ကြောင့်ပတ်ကျင်နာကိုဘယ်လိုရှာရမှလဲမသိဘူးရှင့်။အကြောင့်မိမခလေးမွေးဖို့စွန့်ဆောင်ထားတဲ့ငွေကိုယူပြီးဘန်ကိုတွားရော်ပေးလိုက်တယ်။အဲ့နောက်စိတ်ဆန်က yes ခံကိုတွားပြီးပတ်ကျင်နာကိုအမှုဖွင့်တရားဆွဲထားလိုက်တယ်။တလပြေတော့မယ်အမှုကဘာမှထူးမလာဘူးလွန်ခဲ့တဲ့ရက်လောက်တုန်းကစိတ်ဆန်ရဲ့မိမကခလေးမွေးသွားပြီရှင့် တိုက်တိုက်ဆိုင်ဆိုင်ပြီးခဲ့တဲ့ရက်တုန်းကလမ်းတနေရာမှာစေဆန်ကပတ်ကျင်တာကိုတွားတွေ့တယ်ရှင်။ဒီလိုမျိုးဆိုရင်ကဘာကချင်းချင်းလေးတော့ရှင်။စေဆန်ကပတ်ကျင်တာကိုလိုက်ရှာနေတာလည်းမဟုတ်ဘူး။လမ်းတွားလမ်းလာရင်ပတ်ကျင်တာကိုတွားတွေ့မိတာ။တွေ့တော့ပတ်ကျင်တာကိုတွားဖမ်းပြီးပတ်ကျင်တာဘာလို့ကျွတော့ကိုဒီလိုမျိုးလောက်တာလဲ။ဘာလို့ငွေအစ်စ်မဟုတ်ပဲနဲ့တွားလဲတာလဲ။ဘာလို့ကျွတော့ပတ်ကိုတုံးခဲ့တာလဲ။ကျွတော့ကအတော်အစားပိတ်ဆံတွားရော်ပေးရတဲ့အဲ့ဒီငွေကကျွန်တော်မိမခလေးမွေးဖို့ ကျွန်တော်စုထားတဲ့ငွေတွေကျွန်တော်မှမလျော်ရင်ကျွန်တော်ထောင်ကြမယ်ဆိုတာပတ်ကျင်တာတိလာလို့မီတော့ तू မတိဘူးလေ तू မမတိတာ तू တောင်းပန်ပါလေပြောတယ်စိတ်ဆန်ကတောင်းပန်တယ်နဲ့မပြီးဘူးကျွန်တော်ငွေကိုပြန်ပေးလို့ပြောတော့ပတ်ကျင်တာကငါမငွေတပြားမှမရှိဘူးလို့ပြောတယ်ဒါကြောင့်စိတ်ဆန်ကပတ်ကျင်တာကို yes ခံကိုသွားပို့လိုက်တယ်ရှင်စိတ်ဆန်ကိုတိုင်ပတ်ကျင်တာကိုဖမ်းပြီး yes ခံမှာသွားပို့ထားပြီးပြီဒါပေမဲ့နောက်ဆုံးရဲက ပကျင်တာကိုပြန်လွတ်ပေးလိုက်တဲ့ရဲအတောင်ပြချက်ပေးတာကတော့ပကျင်တာအမှုကိုတန်ဝူယူဆောင်ရွက်ပေးနေတဲ့အဲ့ဒီရဲကမရှိလို့ပြန်လွတ်လိုက်တာလို့အတောင်ပြချက်ပေးတယ်ရှင်နှစ်နာသူဖမ်းသွားပေးတာတောင်ပြန်လွတ်ပေးလိုက်တဲ့ဒါကြောင့်စိတ်ဆန်ကယက်စခန်းကိုထက်တစ်ခေါက်သွားပြီး ပကျင်တာကိုထက်တစ်ခေါက်မှုတော့ဖွင့်ရတယ်ပကျင်တာကိုဖမ်းပေးဖို့ဒီတစ်ခေါက်လည်းရဲအရင်တစ်ခါလိုမျိုးလုံမှဆိုလို့ပြန်လွတ်မှဆိုလို့စိတ်ဆန်ကတည်တင်းထောက်လေးစီမှာအကူညီတောင်းလိုက်တာရှင်အခုထိတော့ပကျင်တာကိုမဖမ်းမိသေးဘူးစိတ်ဆန်ပြောတာကဒါကသူစိတ်ကောင်းစေတနာရှိလို့သူဒုက္ခရောက်ရတာလို့ပြောတယ်ရှင် ေတနာကလူတိုင်းနဲ့မထိုက်တန်ဘူးဆိုတဲ့စကားအတိုင်းပဲရှင်နိုင်ငံသားကတ်တွေ passport တွေကတကယ်အရေးကြီးရဲ့ရှင်တရရောက်ကလို့လို့ငားတယ်ဆိုရင်လုံးဝမပေးငားနဲ့မောင်နှမတွေတောင်မပေးငားတဲ့အရာရှင်ဖြစ်လာရင်ကိုပဲခံရမှာတရရောက်ကဗန်စအုပ်မရှိလို့ ကိုဘစပုတ်ကိုငါပြီးပန်တော့ဖွင့်ချင်တယ်ဆိုရင်လည်းလုံးဝအခွင့်မပြုပါနဲ့ရှင်ပိတ်ဆံတွေငွေတွေကပင်းငါပင်းငါလို့ရတည်တဲ့ပို့တွေကတင်ရကိုမပင်းငါတင်တဲ့အရာပဲရှင်အဲ့တော့လူတယောက်ကိုကူညီတော့မယ်ဆိုရင်တေချာကြည့်ပြီးမှကူညီကြပါရှင်လူတိုင်းကစေတနာနဲ့မတန်လို့